မင်္ဂလာပါ welcome နိုင်မှာအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့လည်းနောက်ဆုံးရတဲ့တင်တွေကိုပြန်လည်ပြောပြပေးတော့မှာဖြစ်ပါတယ်ပထမဆုံးပြောပြချင်တဲ့တင်ကတော့တွေးလင်းထက်ရဲ့ပြန်ပတ်ဆမ်အေရဲ့အကြောင်းပါခင်ဗျအဲ့တော့ one championship ကဒီတစ်ပတ်မှာကျွန်တော်တို့မြန်မာ fighter တော့ပါဝင်လာခြင်းမရှိဘူးနောက်တစ်ပတ်တောက်ချန်ရမှာတော့တကယ်ကိုပွဲကြီးပွဲကောင်းပွဲစဉ်တွေကြီးရှုရတော့မှာဖြစ်ပါတယ်အဲ့ဒီပွဲစမှာကျွန်တော်တို့ရဲ့ fighter တွေးလင်းထက်လင်းပါဝင်ချိန်ပြန်မှာဖြစ်ပါတယ်။အဲ့တော့ဒီနေ့ကသူ့ရဲ့ပြိုင်ဘက် Muay Thai Legend ကြီး ဒီဆံမယ်ကတော့အခုလိုပဲပြောဆိုလာတာဖြစ်ပါတယ်။တွေးလင်းထက်ရဲ့ကစားပုံကိုကြည့်ဖူးပါတယ်။ရင်ဆိုင်ဖို့တော်တော်လေးကိုခက်ခဲတဲ့လူငယ်ဖိုက်တာမှာသူ့ရဲ့အာပြင်းနဲ့လက်တီထိုးချက်တွေကထူးခြားတဲ့အချက်ပါ။ဒါအပြင်တတိထားရမယ့်အခြားကစားကွက်တွေလည်းတွေ့စီမှာရှိနေပါတယ်။ဒါပေမဲ့ကျွန်တော်ရဲ့အားသာချက်ကအတွေ့အကြုံပိုင်းနဲ့ပွဲကိုဖတ်နိုင်စွမ်းရှိတဲ့အပိုင်းပါပဲ။တွေးလင်းထက်နဲ့အကောင်းဆုံးရှင်ပြန်ချင်ပါတယ်။ သူကိုနောက်ထပ် Time Fighter တွေကိုအနံ့ယူခွင့်မပေးတော့ပါဘူးဆိုပြီးတော့ဆာမေကဒီနေ့ပြောဆိုသွားတာဖြစ်ပါတယ်အဲ့တော့ပြောလဲပြောချင်စရာပေါ့နော် Dueling Tag ကဒီထိုင်းနိုင်ငံမှာရှိတဲ့နာမည်ကြီးဂျင်တွေမှာလေ့ကျင့်နေတဲ့ Fighter ငါးဦးကိုတော့မှအနံ့ယူပြီးသွားပြီဖြစ်ပါတယ်အဲ့တော့ဒီပွဲထပ်အနံ့ရမယ်ဆိုရင် Time Fighter 6ယောက်ကိုအနံ့ယူတဲ့ပထမဆုံးမြန်မာ Fighter ဖြစ်လာတော့မှာပါအဲ့တော့ Sam A ကတော့ဒီရကိုတိတ်လိုချင်ပုံမရဘူး တွေးလင်းထက်ရဲ့နိုင်ပွဲဆက်နေတဲ့စွမ်းဆောင်ရည်ကိုအရရိုက်ချိုးပြဖို့ဇန္နာရှိနေတဲ့အနေထားမှာတွေးနေရပါတယ်။အဲဆိုရင်ဒီပွဲမှာဘယ်သူနိုင်မလဲတွေးလင်းထက်ရဲ့အားသာချက်ပါလိဖြစ်မလဲပေါ့နော်။ဒီအကြောင်းကိုပြန်ကြည့်လိုက်ကြရအောင်။ခုနကဆမ်အေပြောထားတဲ့အချက်ကသတို့လေးကိုမှန်ကန်မှုရှိပါတယ်။တွေးလင်းထက်မှာလက်တီထိုးချက်ကသတို့လေးကိုပြင်းပါတယ်ခင်ဗျ။ပြီးတော့ပြိုင်ဘက်တွေခံမရခဲ့တဲ့အခြားတိုက်ပတ်တွေလည်းတွေ့ချင်မှရှိနေပါတယ်။ ပြီးတော့ခဏစာမေးပြောသွားတဲ့အချက်တွေမှာသူကပွဲဖတ်နိုင်စွမ်းရှိတယ်ဆိုပြီးတော့သူပြောသွားပါတယ်တွေးလင်းထက်လေအဲ့ဒီအပိုင်းမှာတော်တော်လေးကိုအားသာချက်ရှိနေပါတယ်ဗျအဲ့တော့စာမေးရဲ့တွေးလင်းထက်ရဲ့နှစ်ယောက်စလုံးကပြိုင်ပွဲအခြေအနေကိုကြည့်ပြီးတော့လိုက်ကစားနိုင်စွမ်းရှိပါတယ်နောက်တကယ်ကိုကြည့်လို့ကောင်းမဲ့ပွဲချင်ပါအဲ့တော့တွေးလင်းထက်အနိုင်ရနိုင်ခြင်းရှိတဲ့အချက်လေးရှိနေပါတယ်အဲ့ဒါဒီလက်တီထိုးချက်ကိုလင်းလင်းမြန်မြန်အဆုံးတတ်နိုင်မဲ့အခွင့်အရေးလေးရှိနေပါတယ်ဗျအဲ့တော့ဘာကြောင့်ပြောလဲဆိုရင် SAM A ကသူ့ရဲ့ လှုပ်ရှားပုံတော်လေးကိုနှေးကွေးနေပါတယ်။အသက်လည်း53နှစ်ရှိပြီဆိုတော့ထင်ထားသလောက်သူ့ရဲ့လက်တီထိုးချက်တွင်အရင်လိုမြန်ဆန်မှုတော့မရှိတော့ပါဘူး။အဲ့တော့ဒီအချက်ကိုအခွင့်ကောင်းယူပြီးတော့လင်းလင်းမြန်မြန်နဲ့ကစားနိုင်မယ်ဆိုရင်ဒူလင်ထပ်အနိုင်ရနိုင်ခြင်းတော်တော်လေးကိုများနေပါတယ်။တတိထားရမယ့်အချက်ကတော့ဖြောင်းလက်တီနဲ့အမြင့်ကန်ချက်ပါ။ဒီအမြင့်ကန်ချက်တွေကတော်တော်လေးကိုပြင်းပါတယ်ဗျ။ချက်ကောင်းမထီအောင်ရှောင်နေဖို့လိုအပ်ပါတယ်။အဲ့တော့တတိထားရမယ့်အချက်ကအဲ့ဒါလေးပါ။ Okay အဲ့တော့လာမယ့်တစ်ပတ်တောက်ချိုင်ညာမှာကျွန်တော်တို့အတူတကွအားပေးလိုက်ကြရအောင်ဗျ။ ဟုတ်ပြီနောက်ထပ်အကြောင်းအရာကတော့ Okay Clip FC ရဲ့အကြောင်းအရာပါအဲ့တော့ Brandon Allen နဲ့ Rainier Director ကပွဲဖြစ်သွားပြီနှစ်ယောက်စလုံးကလည်းဒီ King Clip FC ဂျင်းက Fighter တွေဖြစ်ကြပါတယ်အဲ့တော့အရင်နေ့မှာကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဒီ Fighter နှစ်ယောက်ထဲမှာတစ်ယောက်ကတော့အခြားဂျင်းမှာတွားရောက် Legend နေရပြီဖြစ်ပါတယ်အဲ့တော့ Brandon Allen ကတော့ King Clay FC မှာရောက်ရှိနေရလဲကြာပြီ။ကို online တွင်အတူ legend ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့လည်းသူက ancient ဖြစ်တဲ့အတွက် တင်အခြားဂျင်ကိုပြောင်းသွားပြီဖြစ်ပါတယ်ခင်ဗျအဲ့တော့လက်ရှိသူကစားနေတဲ့ဂျင်ရဲ့နာမည်ကတော့ Elite Performance Institute လို့ခေါ်ပါတယ်အဲ့မှာတွားရောက်လေ့ကျင့်နေတာဖြစ်ပါတယ်အဲ့တော့ Brandon Allen ကတကယ်တထေးပြ UFC မှာလည်းကစားနေတယ်ပြီးတော့ဒီ All In Combat ဆိုတဲ့ promotion ကိုလည်းသူတည်ထောင်တာဖြစ်ပါတယ်အဲ့တော့သူလက်ကျင့်မဲ့အဂျင်တွေကတော့မရှားပါဘူးခင်ဗျသူမှာကိုပိုင်ဂျင်လည်းရှိတယ်ပြီးတော့ကိုပိုင် promotion လည်းရှိတဲ့ fighter တယောက်ဖြစ်ပါတယ် အဲ့တော့ဒီ fighter နှစ်ယောက်ရပွဲကိုလည်းလာမယ့် October 19ရက်နေ့မှာအတူတူကအားပေးလိုက်ကြရအောင်ဗျဟုတ်ပြီအဲ့တော့ဒီတစ်ပတ်ကျွန်တော်တို့ကြည့်ရမယ့်မြန်မာပွဲစဉ်ရှိပါတယ်ခင်ဗျအဲ့တော့တော့ကိုလှဝင်းရပွဲပါအဲ့တော့ဒီတစ်ချိန်ကိုလှဝင်းရှင်ပြန်ရမယ့်ပြိုင်ဘက်ကတော့ Scotland fighter Gregor Tom လို့အမည်ရတဲ့ fighter ဖြစ်ပါတယ်ဒီ fighter ကနိုင်ငံတကာအဆင့်မြင့် fighter ပါ မနစ်တုံးကဝမ်ချမ်ရှစ်မှာလည်းတပွဲထိုးထားတယ်။အလေးထိုးနဲ့အနိုင်ရရှိထားတယ်။ဒါပေမဲ့ပွဲဆက်ကစားတော့ကျွန်တော်မတွေ့ရတော့ခင်ဗျ။ဝမ်ချမ်ရှစ်နဲ့ဘာကြောင့်လမ်းခွဲလိုက်ရလဲဆိုတော့အသေးချာမသိပါဘူး။အဲတော့အတင်းနဲ့မှာသူကထိုင်ဖိုင်မှာရှင်ပြန်နေတယ်။လက်ရှိမှာဒီ၃ပွဲထိစက်တိုက်အနိုင်ရရှိထားတဲ့ fighter ဖြစ်ပါတယ်။တကယ်ကိုအကောင်းတဲ့ fighter တယောက်ပါ။အဲ့တော့အသက်လည်း25နှစ်ပဲရှိသေးတယ်။ဒီလိုမျိုး fighter ကိုကျွန်တော်တို့ကိုလှဝင်အသက်34နှစ်ရှိနေပြီဖြစ်တဲ့ကိုလှဝင်ကရင်ဆိုင်ရမှာဖြစ်ပါတယ်။ ပွဲကတော့ဒီတစ်ပတ်တနင်္ဂနွေနေ့ညနေ9:00နာရီခွဲမှစတင်မှာဖြစ်ပါတယ်။ကျွန်တော်တို့အတူတကွကိုလှဝင်ကိုအားပေးလိုက်ကြရအောင်ဗျ။ဟုတ်ကဲ့ဒီနေ့ကတော့လောက်ပါမယ်။နောက်ဗီဒီယိုမှာပြန်ဆုံမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။